မင်္ဂလာပါအခုကျွန်တော်တို့ဒီ1 man keyboard တီးခတ်နေ level 2ပါပေါ့เนาะကျွန်တော်တို့ဒီသင်ကြားဝင်ရမယ်မေတ္တာစေချွန်ခြင်းကိုကျွန်တော်တို့စတင်ပြီးတော့ရှင်းပြမယ် level 2အဆင့်ဖြစ်တဲ့အတွက်ကျွန်တော်တို့အသေးစိတ်လုံရင်းရှင်းပြမယ်အခြေခံအနည်းငယ်ရှိုံနဲ့တီးပြနိုင်အောင်ကျွန်တော်တို့ left fingering ကစပြီးတော့ကျွန်တော်ရှင်းပြမယ် level 3လောက်ကြာရင်ကျတော့ကျွန်တော်တို့ဒီအခြေခံနေကြီးညာပြီးသားဖြစ်တဲ့အတွက် များများပြောနေဟာဆရာရှာရှည်လိုက်တာကြားတယ်တော့ဖြစ်သွားမယ်เนาะအဲဒါတော့ level 2အဆင့်မို့လို့ကျွန်တော်တို့ဒီမှာဒီချာလေးရှင်းပြဖို့လိုသေးတာပေါ့เนาะသူက level 1အခြေခံ basic ဒီ note တန်ဖိုးတွေနားလည်ပြီဆိုရင်ဒီလိုတချင်းမျိုးတွေကိုစတင်ပြီးတော့တီးခတ်လို့ရပြီပေါ့အဲ့တော့ကြည့်ရအောင်တချင်းကမေတ္တာစေချောင်း grian version ယူရတယ်တန်ဖိုး105ဝန်းကျင်ရှိတယ်အဲ့တော့ one man တီးခတ်မယ်ဆိုရင်ပထမဆုံးစဉ်းစားမယ့်အချက်ဒီကျွန်တော်တို့ဒီတချင်းရဲ့ ရတန်ပေါ့ဒီ style ကိုစပြီးတော့စဉ်းစားဘာနဲ့တီးမလဲပေါ့အဲ့တော့အဲ့တော့ဒီချင်းဒီ swing မျိုးစပေါ့နော် swing ဆိုတာမျိုးလေးအဲ့တော့ cook keyboard မှာ Yamaha ဆိုရင် country shuffle ဆိုတဲ့ style ပါတယ်ဒါ swing ပဲနော်တီးလို့ရတယ်တကယ်လို့မြန်မီ keyboard ကတခြားမျိုးစားဖြစ်နေရဆိုရင် swing ပေါ့ swing swing ဆိုတဲ့ဟာထဲမှာဒီလိုပုံစံမျိုးလေးတီးလို့ရတယ် tempo 105ဝန်းကျင်နဲ့ CX တိုင်းနဲ့တီးလို့ရတယ်နော် CX တမ်ပိုတီးရငါတီးလို့ရမယ်ဒါပေမဲ့ CX ဆိုရင်လည်းတမ်ပိုလေးရှော့ရမယ်ထင်တယ်ကန်တီးရှက်ဖယ်တီးလို့ရတယ်ဒါမှမဟုတ်ကိုကီဘုတ်မှာဒီအဲ့လိုနာမည်တွေမပါဘူးဆိုရင်ဒီ swim ဆိုတဲ့ဟာတော့ပါမှာပဲအဲ့ဒီဟာနဲ့တီးလို့ရတယ်ကိုကတော့တချင်းနဲ့တကယ်လို့ဘာမှမပါဘူးငါရှာတာခက်နေတော့တချင်းနဲ့လိုက်ဖက်မဲ့ style တစ်ခုကို use ချိန်ပြီးတီးရမယ်တမ်ပို105ဝန်းကျင်ရှိတယ် green ကတော့ up နဲ့ပဲဆိုရတယ်ကျွန်တော်တို့1 level 2ဖြစ်တဲ့အတွက်ကျွန်တော်တို့ c နဲ့ပဲရှင်းပြမယ် တော့အမောက်ဆုံးကျွန်တော်တို့ဒီအပိုင်း1အနေနဲ့ intro နဲ့ဒီ A အပိုက်ပေါ့နော်မေတ္တာစေချွန်တစ္ဆာဝန္ဒဆိုတဲ့အပိုက်တွေကိုသွားမယ်အဲ့တော့အမောက်ဆုံးသူကဘဲတန်ရွေးရမယ်နော်ဒီမှာ level 2တော့မှဒီတစ်ချင်းကနောက်လောက်မှဖြစ်မှဖြစ်တဲ့တွေကကျွန်တော်တို့ဒီအတန်အဖက်လေးတွေရေးရသူကဘဲတန်လေးအဲ့တော့ key ကိုစီးထားလိုက်မယ်နော်ကြည့်ရတော့ဒါဒီမှာ C ဖြစ်သွားတာ ਨੇ အတန်အောက်သွားလို့ခုနက F ထားရတာ ခါဆိုအပေါင်ကားနားထောင်ကောင်းနေစီတက်ဖြစ်ကောအတန်အောက်တော့ဒီမှာတိလို့ရရွှေ့ပြီးမေတ္တာစေချွန်လို့ပြောရရအဲ့မှာကျွန်တော်တို့ဒီမှာဒီကင်မရာမြင်ဝင်နဲ့မြင်အောင်ဒီကနေ့ဆက်ရှင်းမယ်နော်။ဘာလို့ဆို တောက်ရေဒိုတီဒိုတီလာဆိုအကြွလေရေဒိုတီဒိုတီလာဆိုတော့ကျွန်တော်တို့ဒီမှာလက်သန်းထားမယ်ရှေ့တချမ်းနားမယ်တောက်ပြီးတော့နောက်တချမ်းထပ်နားမယ်ဘက်ကစီကော့လို့ချမယ်ဒီကတဲမှာစီကော့ကြပါတာဟိုရေဒိုတီဝမ်းမကြရတော့ဒီမှာဒီမှာပေါ့ဒါအခုမြင်အောင်ပြနေတာ တမရွှေဘူးဒီမှာလာဖီတွေမီလာတီးဖို့အတွက်လက်ကကုံသွားကြီးအဲ့တော့လက်တန်းကြီးဒီကိုလာမယ်အဲ့ဒီလက်ညှိုးရောက်နေတဲ့နေရာကိုလာမယ်လာဖီတွေမီလာအဲ့လာတဲ့အကြွားပဲတောက်လာဖီတွေမီလာလာဖီတွေမီလာပြီးတော့အပြည့်နာမယ်1လာမီလာဖီမီတွေလေးပါသုံးပါပြီးသွားကြီးလက်နှစ်ခါပဲရွှေသေးတယ်ပြန်ပြောမယ်ရေရိုတီလက်တန်းနဲ့စရတယ်လက်တွေနဲ့စရတယ် လက်မရွှေ့ဘူးရွှေ့ပြီလာဖီရီမီလာလာဖီရီမီတာတချမ်းသားမယ်လညူလက်တန်ပြီးတော့အပြည့်နာ1လာမီလာဖီမီရီတချမ်းထန်းသားမယ်လက်မရွှေ့ဘူးဖီမီလာဖီမီလက်ကုံဝိုက်ဒီလာမှာလမလညူလက်ထက်နဲ့ဆုံးသွားပြီအောက်မှာရေးထားတဲ့ဟာတွေက feel လေးကိုက level 2ဖြစ်တဲ့အတွက် ်ထည့်မတီးလို့ရသေးတယ်။ဘာလို့လဲဆိုတော့ကိုကဒီမြင်တဲ့နှုတ်ကိုဒီ main note တွေကိုမှန်အောင်တီးရမှာပေါ့။နော်။ level 2ဆင်မှာ main note တွေမှန်မှဒီအောက်ကအစာပလာလေးတွေကိုထည့်တီးတာပိုသိမ့်တော့တယ်။ဒါမှမဟုတ်ဆိုရင်အဲ့ဒီဟာနဲ့သွားချိတ်တာနဲ့တင်ဟိုရွာလဲပြီးတော့ဘဲမမြောက်ဝင်နေလိမ့်မယ်။အဲ့တော့နောက်တစ်ခါပြောမယ်။ one re do ti do ti la လက်ရွှေ့မယ်။လက်ညှိုးနေရအောင်လက်သန်းလာမယ်။ La fi re mi la နောက်တော့မသိဘူးကြာတခြားနာပါတယ် La fi re mi la ောက်တစ်ပါးဆက်မယ်၃ပါးမြောက်တချမ်းနာအပြည့်နာတာ1လာမီလာဖီမီရီတချမ်းနာမယ်ဖီမီလာဖီမီဖီမီလက်ကုံဝိုင်းဒီမှာတီးရမှာဒီနှုတ်လာဒီဒါဆိုရင်ကျွန်တော်တို့ရေးရတဲ့နှုတ်နဲ့ဒီမှာရှိတဲ့ခလုံးနဲ့လည်းကြိုက်တယ်ဆိုတော့အဆင်ပြေတယ်တီးကြည့်မယ်1 2 3 4 ိုးဆွဲမယ်အဲ့လိုကျင်းရောက်ကျင်းရမယ်ကော့ကမသိကြမရှိဘူး C A minor D major เนาะဒါ D minor เนาะ re fa la ဒါ D major ပြီးတော့ A minor အဲ့တော့ကိုကဘာကော့ဒီကော့ဘာမရသေးဆိုရင်ဒါလေးကျင်းကျင်းပေါ့1 2 A minor D A minor A minor D D ကောလိပ်ကျင်းကလေးကြီးကြရအောင်1 2 3 4 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 1 2အဲဒီကောလိပ်ရပြီဆိုမှဘယ်ညာပေါင်းပြီးတော့ဒီလိုက်ရင်ဒီဟာရသွားပြီပေါ့အဲ့တော့အပိုင်းတစ်ကိုဒီမှာထားလိုက်မယ်မိနစ်က6မိနစ်ဖြစ်သွားပြီเนาะဒီ intro လေးကဒီမှာကော့နဲ့ဘယ်ညာတွေ့တရဖြစ်တဲ့တွေကျွန်တော်တို့ခတ်သွားမှာဆိုလို့အပိုင်း2မှာ ဆက်တွေ့မယ်ဒီဘိုက်ကိုရှင်းပြမယ်အမှန်တော့ဆိုတခါတည်းရှင်းမလို့ပဲဒါပေမဲ့ဗီဒီယိုအရင်ရှင်းသွားရင်ဒါ level 2မှာညစ်ပြီးတော့ပြည့်သွားမှာဆိုလို့เนาะနောက်တစ်ပိုင်းမှာဆက်တွေ့မယ်เนาะ